This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar's Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. မြို့သားညီညွတ်ရေးအစိုးရရဲ့အတံဖုန်းဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ16မီတာ19.9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပါရှင်။ဒီမှာအပောင်းနဲ့ဖြည့်ဆုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပါရှင်။ ီဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘီတို့ကနေပြေဝေးပြီးကိုစိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ရီဒီယိုအန်ယူဂျီမှဥစွာပထမနှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီကနေ့2025ခုနှစ်ဇွန်လ29ရက်နေ့ရီဒီယိုအန်ယူဂျီရဲ့ညပိုင်းထုတ်လွှင့်မှုအစီအစဉ်တွေကိုစတင်တင်ဆက်ပေးပါတော့မယ်ရှင်ခုပထမဆုံးရီဒီယိုအန်ယူဂျီစီရီသတင်းကောင်းနှုတ်ချက်ကိုဂျန်နိုင်ကဖတ်ကြားတင်ပြပေးပါမယ်ရှင် ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာခုကြံစပြီး2025ခုနှစ်ဇွန်လ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီရေးသတင်းများကိုကျွန်တော်ရန်လိုင်းကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီရေးသတင်းကတော့ရန်သူစစ်ကောင်စီဘက်ကငွေကြေးသွင်းပြီးတံပြန်ထောက်လန်းနေတာတွေကိုသတိပြုဖို့ KNDF 2စစ်ဦးစီးချုပ်ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်ရန်သူစစ်ကောင်စီဘက်ကငွေကြေးအင်အားသုံးပြီးတံပြန်ထောက်လန်းနေတာတွေကိုသတိပြုဖို့ ကင်းရီမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ်မာဝီကသတိပေးပြောကြားလိုက်ပါတယ်။ရန်သူတွေဟာမိတ်ဆွေအယောင်ဆောင်တက်တဲ့လေ့ကျင့်ရှိတာကြောင့် KNDF ဒုစစ်ဦးစီးချုပ်က KNDF ရဲဘော်တွေနဲ့အခြားသောတော်လှန်ရေးတပ်တွေကရဲဘော်တွေကိုသူ့ရဲ့လူမှုကွန်ရက်ဆွမ်းမျက်နှာကနေအခုလိုပဲသတိပေးလိုက်တာဖြစ်ပါတယ်။တော်လှန်ရေးအောင်မြင်ဖို့တကယ်စိတ်ရင်းနဲ့ကူညီပေးနေသူတွေကြားမှာရန်သူဖြစ်တဲ့စစ်ကောင်စီတပ်ဘက်ကငွေကြေးအင်အားသုံးပြီးဝစ်စုံဘိုးနဲ့ထမင်းဘိုးထောက်ပံ့ကသတင်းထောက်လန်းနေတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ အချို့ကလာလိုက်မယ်ရှေ့တဲ့ဘယ်နေရာအတွက်ဟင်းလေးလှူခြင်းလို့ထမင်းကျွေးခြင်းလို့လူဦးရေဘလောက်ရှိလဲဆိုပြီးမင်းတို့ငါတို့ကလည်းရှေ့မှာထမင်းဟင်းမကောင်းတော့ဝမ်းတာပြီးဘယ်နေရာရှေ့တန်းမှာတော့လူဘလောက်ရှိတယ်နွားတကောင်မှလောက်မှာဝတ်တကောင်မှလောက်မှာဆိုပြီးလှုပ်အဲ့ဒီမှာသတင်းကပေါက်အချို့ဆိုရင်စားနေတဲ့ဓာတ်ပုံတော်တောင်းလိုက်မယ်လို့ KNDF ဒူစီဦးစီးချုပ်ရဲ့သတိပေးချက်မှာဖော်ပြထားပါတယ်ရန်သူဟာတိမ်ပေါင်းများစွာတုံးနိုင်တဲ့ဖွဲ့စည်းဖြစ်တယ်ဆိုတာမမေ့ဖို့နဲ့ကုတက်အခြေအနေတွေကိုထုတ်ဖော်ပြောဆိုတာမျိုးမလုပ်ဖို့ကိုလည်းတိုက်တွန်းထားပါတယ် ကျွန်တော်တို့အားလုံးကိုကိုကိုတော်မသိလိုက်ပဲရန်သူသတင်းပေးမဖြစ်စေဖို့ကျွန်တော်တင်ပြတာတွေလုံးမိနေရင်ရက်ပေးပါဆင်ကျင်ပေးဖို့ KNDF2 စီဦးစီချုပ်ကတောင်းဆိုထားပါတယ်။ကရင်နီမျိုးသားများကာကွယ်ရေးတပ် KNDF2 စီဦးစီချုပ်မောင်ကြီးရဲ့ရဲဘော်တို့မဖြစ်နဲ့သတိမလုံးနဲ့သတိသတင်းမပေးမိစေနဲ့သတိဆိုတဲ့ရေးသားတင်ပြချက်ကိုတော်လိုင်းတပ်ဖွဲ့အချို့နဲ့တော်လိုင်းအင်အားစုတွေကပြန်လည်မျှဝေနေကြပါလိမ့်ခင်ဗျာ။ အခုတခါချင်းရွှင်းမြစ်တိုင်းဆန်းတက်လာတဲ့စစ်သည်မအုပ်ကို300ခွဲပြီးတိုက်ခတ်ခဲ့ရမှာစစ်သားတွေအထိနာသွားတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်ကိုဖျက်ဆီးဆီးဆင်းနေတဲ့ချင်းရွှင်းမြစ်ကြောင်းတိုင်းဆန်းတက်လာတဲ့စစ်သည်မအုပ်ကို300ခွဲပြီးတိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကအထိနာသွားတယ်လို့တောင်ပန်းဒီအထူးပြောက်ကြားတပ်ဖွဲ့ကပြောပါတယ် ချင်းရွှေမြေကြောင်းတိုင်းစံတက်လာတဲ့စစ်သည်မော30နဲ့ဖလက်ခွန်စစ်သည်မော်တွေကိုတော်လိုင်းတပ်ဖွဲ့ကဇွန်လ28ရက်နေ့နေ့လယ်2နာရီခန့်အချိန်မှာရှေ့ထွက်မိုင်းတွေပါဝင်လက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီဘက်ကအထိနာသွားတာကြောင့်စစ်သည်မော်ဘော်ကနေပြစ်ကူပေးပြီးချင်းရွှေမြေကြောင်းတိုင်းဆက်လက်စံတက်သွားတယ်လို့အသိပေးပါတယ်။တော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်သားတွေထိခိုက်သေးဆုံးမှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့လည်းဆိုပါတယ်။အဲဒီစစ်သည်မော်အုပ်ဟာဇွန်လ29ရက်နေ့ညနေပိုင်းက ်ချင်းရွင့်မြကူတရားဒဇင်ဖြစ်တဲ့ရှင်ပြူရှင်တရားမှာညှိုက်ခဲ့ပြီးဖလက်ကိုစင်စစ်သမော့အကြီး20အသေးဒဇင်ပါဝင်တယ်လို့သိရပါဗျ။ဒီတိုက်ခိုက်မှုကိုမာမိတ်ညီနောင်အဖွဲ့အစည်းတွေဖြစ်တဲ့ချင်းတွင်းဒိုင်နမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စလင်ကြီးတောင်မန်ဒီအထူးပြောင်းကြားတပ်ဖွဲ့စလင်ကြီးငါးမြင်းဆောင် Fighter Group Local PDF မုံရွာဆိုလိုအောင်ကြီးစလင်ကြီးရင်းမပင်ခရိုင်ဘျူဟာအမှတ်48တရင်တက်ခွဲ3 Defender of Our Motherland Special Gorilla Force မုံရွာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေဆက်လက်ဖော်ဆောင်နိုင်ဖို့ကြီးလိုအပ်ချက်ရှိနေတာကြောင့်ပြည်တွင်းပြည်ပမှာရှိတဲ့ထောက်ပို့ဖွဲ့တွေအနေနဲ့ကြီးတောင်ဘိုးပဲဖြစ်စေပအဝင်ထောက်ပို့ပေးဖို့ဒေသတွင်းတော်လှန်ရေးဖွဲ့တွေကမြစ်တာရက်ခံထားပါတယ်ခင်ဗျာဆလဘီတရင်တိုင်းမြို့နယ်တိုင်းကုံရွာအနီးမှာစစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားစီယုံကော်တူလင်အုပ်ချုပ်နေမိတဲ့ကတရင်တိုင်းမြို့နယ်တိုင်းခွန်းရွာအနီးတွိုင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတက်ဖို့လိုကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNU မြိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။မောတောင်တကျောကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတက်ဖို့တွေနဲ့ KNL တန်ရင်း၁၁လောက်ခံတော်လိုင်းတက်ဖို့တွေမနေ့ကဇွန်လ28ရက်မနက်၈နာရီလောက်ကစပြီးတိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါတယ်။စစ်ကောင်စီတက်ကတိုက်ပွဲဖြစ်ရာနေရာနီးတဝိုက်ကိုချက်လျင်တွေနဲ့တိုက်ခိုက်နေပြီးမနက်၁၀နာရီကမှဘုံအကြီးနှလုံးနဲ့ဘုံငယ်၁၀လုံးထပ်မနေလာရောက်ကျဲချခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုသာထိမှန်ခဲ့တယ်လို့ KNU မြိတ်တဝဲခရိုင်က အသိပေးပါတယ်။လက်ရှိချိန်မှာလည်းမောရောင်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်မှုစူးစမ်းနေတဲ့စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ စီးရီးသတင်းတွေကိုနားဆင်ပြီးမှာတော့ကုဆလပီပြည်ရင်းသတင်းများကိုတော့ကျမຫນွေဦးမုံကတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာညချမ်းပါရှင်။2025ခုနှစ်ဇွန်လ29ရက်နေ့ Radio Energy ပြည်ရင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့နိုင်ငံတကာရာသွေးမှုတွေကျူးလွန်နေတဲ့စေကောင်းဆောင်မရောက်နိုင်ဦးဆောင်တဲ့ဂျမတ်ဆေးအုပ်စုနဲ့လက်ပါစီတွေအတွက်လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြည်ထောင်စုဖက်ဒရယ်ယူနစ်လွှတ်တော်များလွှတ်တော်ကိုစားပြုကော်မတီများပူးတွဲကြေညာတဲ့တွင်ဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့အကြံဖက်စိယုစုနဲ့လက်ပါစီတွေအတွက်လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ပြည်ထောင်စုဖက်ဒရယ်ယူနစ်လွှတ်တော်များလွှတ်တော်ကိုစားပြုကော်မတီတွေကဒီနေ့ဇွန်လ29ရက်မှာပူးတွဲကြေညာလိုက်ပါတယ်။ဂျမတ်စိယုစုဟာပြည်သူလူထုတင်မြှောက်ထားတဲ့ပြည်သူအစိုးရစီကနေဥပဒေမဲ့အာဏာလုယူတဲ့ဖြစ်စဉ်နဲ့အတူဖန်စီထိန်ထိန်ခံရတဲ့ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကလွတ်တော်ကိုယ်စားလှယ်145ဦးရှိပြီးစစ်ကြောရေးစခန်းတွေမှာတက်ဖြတ်တာတရားမဲ့ကျိုးပေးကွက်မြတ်တာကျင်းနောင်တွေမှာလုံလောက်တဲ့စေဝါကူတာမှုနဲ့လုံလောက်တဲ့အစာအာဟာရမရတာတွေကြောင့်တတ်ဆုံးရှုံးရသူတွေရှိတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ကျင်းနောင်တွေမှာအကြောင်းမဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့်ပေးဆုံးတာကျင်းနောင်ပြင်ပကိုထုတ်ပြီးတက်ဖြတ်တာလူမဆန်စွာမိရှုတက်ဖြတ်တာလူသားတိုင်းဖြစ်အသုံးပြုတာမျိုးသမီးတွေကိုအာဓမပြုကျင့်ပြီးတက်ဖြတ်တာ ီသူတွေနေထိုင်တဲ့ရက်ရွာတွေကိုလေချောင်းကနေပုံကျဲတာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေကြောင့်တင်ဆောင်ရတဲ့အလွတ်တော်ကိုယ်စားလှယ်၅ဦးအထိရှိလာခဲ့ပြီလို့အသိပေးထားပါတယ်။ကုလအာဏာလိယူထားတဲ့အစမစစ်တကကျူးလွန်ခဲ့တဲ့ဥပဒေမဲ့လုပ်ရက်တွေဟာနိုင်ငံတကာလူခွင့်ရင်နဲ့လူသားချင်းဆိုင်ရာထောက်ထားမှုဆိုင်ရာဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်ကောင်စာမယောင်လိုက်ဦးဆောင်တဲ့ဂျမတ်စီအုပ်စုနဲ့လက်ပါစီတွေအတွက် လုံးဝခွင့်လွှတ်မှာမဟုတ်ပဲကျူးလွန်ခဲ့တာတွေအတွက်တာဝန်ခံစားရမယ်လို့အတည်ပြုထားပါတယ်။အာဏာလုယူထားတဲ့ချက်မစစ်တက်ကမတရားဖန်ဆီးထိန်သိမ်းထားတဲ့ငင်းကြီးနိုဘယ်ဆုရှင် နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမရာကြီးဦးဝင်းမြင့်ပါဝင်နိုင်ငံရေးကျင်းသားအလုံးဟာလည်းကျမိုင်းစောင့်ရှောက်မှုမရတာနဲ့အနေနဲ့ချင်းချောက်ခံနေရတာတွေအတွက်ပြည်သူလူထုနဲ့ထပ်တူအလွန်ဆိုးရိမ်မိတယ်လို့ဤနယ်နဲ့ဖရယ်ယူနစ်လွှတ်တော်များလွှတ်တော်ကူစားပြုကော်မတီတွေကပြောဆိုထားပါတယ်ရှင်။ ဆက်လက်တင်ပြမယ့်သတင်းကတော့ဝက်လက်မြို့နယ်မှာမူရစ်စေးရောင်းသူကို WY ဆေးပြား3000ကျော်နဲ့တူဖမ်းဆီးရမိတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်မှာမူရစ်စေးရောင်းဝယ်နေသူတူကို WY မူရစ်ဆေးပြား3000ကျော်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဒေတာရင်းသတင်းတွေကဆိုပါတယ်။ဇွန်လ22ရက်နေ့ကရွှေဘိုဝက်လက်မှတ်တုံးခရိုင်ချင်းဆက်ဗီဟာလန်းနီမှာ WW မူရစ်ဈေးပြား3200ကျော်နဲ့အတူဝက်လက်မြို့နယ်ရှိချမ်းရွှေချင်းရွာအနီးမှာနေထိုင်တဲ့သက်40တနှစ်အရွယ်မျိုးသားတအုပ်ကိုဖမ်းဆီးရမိတာလို့ ဝလက်မြွနယ်ပြည်သူ့လုံခြုံရေးဖွဲ့တရင်တာဝန်ခံရဲ့ပြောကြားချက်ကိုကိုးကားပြီးပြည်သူ့ဘက်တော်သားတရင်ဌာနကဖော်ပြပါတယ်။စကိုင်းတိုင်းရွှေဘုခိုင်ထဲကအမှုကြီးထဲမှာပါတဲ့ဒီမှုကိုဖန်ဆီးနိုင်ဖို့၃လလောက်ချိန်ယူခဲ့ရတယ်လို့သိရပါတယ်။လက်ရှိမှာဖန်ဆီးရမိသူနဲ့တသက်ပစ္စည်းတွေကိုမြို့သားညီညွတ်ရေးအစိုးရ NGO ရဲစခန်းမှာမြို့နယ်ရဲမှုသားထုကလုံထုံးလုံးကြီးဥပဒေနဲ့ညီဆက်လက်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။တော်လိုင်းတက်တွေစိုးမိုးတဲ့နေမြေမှာဝိရေးစေဝါးတွေပြန့်နေတာဟာ ဤသူလူလူအတွက်တည်းမဟုတ်ပဲတော်လင်ရေးအတွက်ပါကြီးကြီးမားမားထိခိုက်နိုင်တဲ့အတွက်ဤသူလူလူအနေနဲ့အမှုခင်းတွေဖြစ်လာခဲ့ရင်တိုင်ကြားချဖို့နဲ့တော်လင်သမားတွေဟာဤသူကမွေးထုတ်ပေးထားတာဖြစ်တဲ့အတွက်စိတ်ခိုင်းကြဖို့ဝလမြွနယ်ပြည်သူလုံခြုံရေးအဖွဲ့သတင်းတာဝန်ခံကတိုက်တွန်းထားပါတယ်ရှင်။ခုနောက်ဆုံးသတင်းကတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကြေကြေပြင်းပြင်းထန်ထန်သွားရလုံဆောင်ခွင့်ပေးဖို့ ICRC တောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။ ပြည်ပဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြေဝလေးစားလိုက်နာတဲ့အနေနဲ့ထိခိုက်ခံစားခဲ့ရတဲ့ဒေသတွေမှာရှိတဲ့ရဲရွာလူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်နိုင်ရေးကြေကြေပြန့်ပြန့်တွားရောက်ခွင့်ပြုပေးဖို့ပြည်ပဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ကတောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံလက်နက်ကိုင်ပြပခနဲ့ငလင်းကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့လူမှုဘဝတွေပြန်လည်တည်ဆောက်ခြင်းကောင်းစဉ်နဲ့ဇွန်လ29ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ချက်မှာခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ ပြပခတ်မှာပါဝင်နေတဲ့အဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေကိုခိတ္တအရာကြီးရပ်တန်ပြီးချိန်တိုးမြင့်ထားပေမဲ့နေရာတော်တော်များများမှာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ICRC ကဆိုပါတယ် ICRC ရန်ကုန်ကိုယ်စားလှယ်ရုံးကမြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကငလင်ဖြစ်ပြီးနောက်ပိုင်းမှာလူမှုကသူတို့ရဲ့လူမှုဘဝတွေကိုပြန်လည်တိဆောက်ဖို့ရုံးကန်နေရတာကိုမြင်ရတာဝမ်းနည်းဝေရာဖြစ်ပါတယ်လို့ဆိုပါတယ်ရင်ကလေးကကြီးကြီးမားမားထိခိုက်ခံစားနေရတဲ့လူမှုရဲ့လူမှုဘဝတွေဟာ ဆက်လက်ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြပခါကြောင့်ထပ်မံဖြည့်ဆည်းခံလိုက်ရတယ်ဆိုတာကိုမေ့ထားလို့မရပါဘူးသူတို့ရဲ့ပြန်လည်ထူထောင်ကီလန်တဆင့်စီတိုင်းမှာကျွန်တော်တို့အနေနဲ့သူတို့နဲ့တူရည်တည်နေပါတယ်လို့လည်းအသိပေးထားပါတယ်ဒါကြောင့်မြန်မာနိုင်ငံကိုမျက်ွယ်ပြုမထားပဲနိုင်ငံတကာတိုင်ဝမ်အနေနဲ့ပတ်မုတ်ကူညီမှုတွေတိုးမြင့်လှုပ်ဆောင်သွားဖို့ ICRC ရန်ကုန်ကိုယ်စားလှယ်ရုံးကမြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကတိုက်တွန်းထားပါတယ်။ PP ဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ဟာမြန်မာနိုင်ငံချက်ချင်းဒီအသင်းပါဝင်ဒေတာရင်းမိဘတွေနဲ့လက်တွဲပြီး မန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့ကထိခိုက်ခံစားခဲ့ရတဲ့ရဲရွာလူထုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့လုံခဲ့တဲ့3လတာကာလအတွင်းမှာလုပ်ငန်းတွေကိုမနာမနေဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလီလုတ်ခတ်ခဲ့ပြီးနောက်ပိုင်းလူပေါင်းတသိန်း1000ကျော်ဟာ ICRC ကပေးရတဲ့ဘေးကင်းတဲ့တာဝေးအစားအစာတာဝန်လင်းနေအောင်ကြီးစွမ်းရင်သုံးမိနဲ့မရှိမဖြစ်လိုအပ်တဲ့အိမ်သုံးပစ္စည်းတွေရေးဖို့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မဲ့ငွေကြီးနဲ့တူစေယုံလေး ရွေးရှားစီပီကန်တွေကနေရေးပေါ်ကြမ်းမိုင်းဆောင်ရှောက်မှုတွေရရှိခဲ့တယ်လို့လည်းသိပေးထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ဗီဒီယိုအန်ယူဂျီမှဆက်လက်တင်ပြနေပါရယ်ခုဆက်လက်ပြီးတော်လင်းကြပြကဏ္ဍမှာခင်မောင်ရေးသားထားတဲ့ပြည်ရင်းစစ်လို့ညီရတဲ့ကြပြလေးကို ရွေးမှုကခန်းစားရဖက်ပြထားပါတယ်ရှင်။ပြည်ရင်းစစ်မြေတလင်းပုံမဆက်တော့တဲ့အနာတရတွေကပြင်းရှရှစေးရင်ပါသလိုကုစားရခက်တဲ့ဝေဒနာတွေက နာတာရှည်အစစ် ရေခမ်းမြေခမ်းမကောင်းတော့အပိုင်းပိုင်းအပ်နေတဲ့မြေပုံပုံဓမ္မတေးတန်တွေတိုးတက်ရိုးရာဂီတတန်တွေစိတ်တုံးလို့ အမုံတရားတို့ကအလျင်ညင်းညင်းအဝေးကတော်ရင်တော်အုပ်တွေထဲမှာမြုံနံထားတဲ့အိမ်အလွမ်းတွေရှိတယ်။အဝေးကတောင်နေရန်တွေထက်မှာပဲ့တင်နေတဲ့ဥတန်းတွေရှိတယ်။အဝေးကရှုံမြောင်ခြိုက်ဝန်းတွေထဲမှာလေပြစ်၊ရာပြစ်၊ကြောင်းပြစ်၊အိမ်ပြစ်၊ရက်ပြစ်၊ရွာပြစ်နဲ့ဘဝတစ်ခုလုံးပါပြတ်သွားရသူတို့ရဲ့ နာကျင်မှုတွေရှိတယ်။မျက်နှာချင်းဆိုင်ညှိနှိုင်းမှုရဲ့နောက်မှာဆုတ်ကဲသွားတဲ့ပရိညင်တွေနဲ့အစွဲပြင်ထားတဲ့ပြူဟာတွေရှိတယ်။နှစ်ပေါင်းများစွာကြာခဲ့ပေါ့။ခွင့်တူညီမြဝါရဖြူစင်တဲ့စစ်မှန်တဲ့အနှစ်သာရတွေ စိုက်ပြိုးမရတဲ့ငါတို့မြေပေါ်ခက်အဆက်ဆက်တက်ခတ်တံတွေနောက်ထားပြီးတွင်းငီနဲ့ဝနေတဲ့အလံတော်အနိုင်ငံတော်တချင်းဟာ အစိတ်စိတ်အမွာမွာထစ်မောင်းဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြတာပါရှင်။ခုဆက်လက်ပြီးမြမနွေဦးခရိုနီကယ်မုံမခတဲ့အရင်ကွဲဆောင်းပါးကိုတော့နှွေဦးနိုင်ကဖတ်ကြားပေးပါမယ်ရှင်။ မြန်မာနွေဦးခရိုနီကယ်ဇွန်28မြင်တွင်2025-2026မှာကျင်းပမယ့်ရွေးကောက်ပွဲနဲ့လက်နက်ကင်ပဋိပက္ခအရှိန်အဟုန်ရွေးကောက်ပွဲလို့ဆိုခဲ့ရင်မြန်မာနိုင်ငံမှာပါလီမန်ဒီမိုကရေစီခေတ်ရွေးကောက်ပွဲတွေလည်းရှိခဲ့ပြီး1962ခုနှစ်ဆီအာနာသိမ်းပြီးတဲ့နောက်အခြေခံဥပဒေအသစ်ရေးက1984ခုနှစ်မှာအတီးပြုတဲ့တပါတီစနစ်အောက်ကရွေးကောက်ပွဲတွေလည်းရှိခဲ့ပါတယ်1984အခြေခံဥပဒေအောက်မှာကျင်းပတဲ့ရွေးကောက်ပွဲတွေကိုတော့ ရွေးကောက်ပွဲမီကာမက်တာလို့ဆိုရမှာဖြစ်ပါတယ်။တပန်1988အရေးခင်းပြီးတဲ့နောက်1990မှာကျင်းပတဲ့ပါတီစုံရွေးကောက်ပွဲအာဏာလွှဲအပ်ခြင်းမရှိဘဲအခြေခံဥပဒေရေးဖို့ညီလာခံကျင်းပဖို့လမ်းကြောင်းပေါ်တုံးတင်ခဲ့ပြီးတော့2008ခုနှစ်ကျမှ အခြေခံဥပဒေအသစ်ကိုတပန်အတည်ပြုခဲ့ပြီး2010မှာရွေးကောက်ပွဲ ပြန်ပေါ်ထွက်လာတာဖြစ်ပါတယ်။ 2010ရွေးကောက်ပွဲဟာစစ်တပ်ရဲ့စေအုပ်ချုပ်ရေးကနေ2008အခြေခံဥပဒေအရပေါ်လာတဲ့လွတ်တော်ရွေးကောက်ခံအစိုးရအဖွဲ့ရဲ့အုပ်ချုပ်ရေးတွေကစစ်တပ်ကိုအာဏာခွဲဝေပေးပြီးတော့အုပ်ချုပ်တဲ့စနစ်နဲ့တွားဖို့အစီအစဉ်မျှော်မှန်းမှုနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ဒီအခင်းချင်းက2010ကရေတွက်ရင်ရွေးကောက်ပွဲတက်တန်းနှစ်ကြိမ်သာခံပြီးတော့ဆီယာနာတိမ့်မှုဖြစ်ပွားခဲ့ကစစ်ပီးခေလွတ်လပ်ရေးရပြီးတဲ့ခေမြမတမိုင်းရဲ့ တမိုင်းတစ်ဖက်လည်မှုအစိုးတန်တရားတွေကြာရောက်ခဲ့ပြန်ပါတယ်။ခစ်တစ်မြမတမိုင်းမှာရွေးကောက်ပွဲတွေကတမိုင်းအလဲပြောင်းအကွေတွေမှာရှိနေလိမ့်ရှိပေမဲ့ရွေးကောက်ပွဲချင်းပါတိုင်းနိုင်ငံရေးပြည်ထနာပြေလည်မှုရရှိကြတာတော့မဟုတ်ပါဘူး။ဒီမိုကရေစီအသားမကျသေးတဲ့နိုင်ငံတွေမှာတော့ရွေးကောက်ပွဲအကျူပြီးကာစကာလတွေဟာနိုင်ငံရေးမတည်ငြိမ်မှုကာလတွေရဲ့အဖြစ်မှတ်ယူကြတာဖြစ်ပါတယ်။ အာဏာရထားတဲ့အစိုးရစစ်တပ်တွေကရွေးကောက်ပွဲမတိုင်ခင်မှာရွေးကောက်ပွဲကျင်းပစဉ်မှာအာဏာအလွဲသုံးကဖိနှိပ်တာမတမာမှုလုပ်တာတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုအမြင့်ဆုံးလုံခြံတပ်ဖြတ်မှုတွေဖြစ်ပွားလေးရှိတဲ့ကာလဖြစ်လေးရှိပြီးတော့ရွေးကောက်ပွဲပြီးကာစကာလတွေမှာလည်းရလက်ကိုမကြည်နဲ့တဲ့အင်အားစုတွေကမယုံမသားလှုပ်လို့ဖြစ်စီမလှုပ်ဘဲအနိုင်ရသည်ဖြစ်စီစစ်တပ်နဲ့အာဏာသိမ်းတာလူမှုအားနဲ့စန့်ကျင်မှုတွေကနေမငြိမ်မသက်မှုတွေဖြစ်ပေါ်လေးရှိတာဖြစ်ပါတယ် ဒါရီကရွေးကောက်ပွဲအကျိုးရွေးကောက်ပွဲကာလရွေးကောက်ပွဲကျင်းပပြီးကာလတွေရဲ့လက္ခဏာရဲ့အကျိုးဆက်ဖြစ်လေရှိတဲ့ပုံစံကွက်တွေဖြစ်ပြီးတော့မြန်မာနိုင်ငံကလည်း2020မှာရွေးကောက်ပွဲအပြီးရလက်ကိုမကြေနက်တဲ့စစ်တပ်ကအာဏာသိမ်းတဲ့စီကြားရောက်ခဲ့ပြီးနောက်တဆင့်ပြည်တွင်းစစ်မီးအရှိန်ကြီးကြီးတောင်းလောင်တဲ့အဆင့်ကိုတက်လှမ်းရောက်ရှိခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာမှာဖြစ်လေရှိတဲ့အခင်းအကျင်းတာရကတွေတဲကတခုလို့ဆိုမယ်ဆိုရင်လဲဆိုနိုင်ပါတယ်။ အခုတပံရွေးကောက်ပွဲ point အမှတ်ကနေစပြီးဖြစ်ပေါ်လာတဲ့နိုင်ငံရေးအကျပ်အတည်းလူအသက်ပိုင်ဆိုင်မှုအိုးအိမ်နိုင်ငံတရံစာတတဘာဝပတ်ဝန်းကျင်နဲ့စီးပွားရေးအဖက်ဖက်ကိုပြည့်စည်ဆုံးရှုံးစေတဲ့ပြည်တွင်းစစ်မီးတွေကြောက်ရွံ့စေခဲ့တာဖြစ်ပါတယ်ဒီလိုနိုင်ငံရေးအကျပ်အတည်းနဲ့ပြည်တွင်းစစ်မီးတောက်တဲကထွက်ပေါက်ကရွေးကောက်ပွဲလိုအချို့မြန်မာနိုင်ငံရေးသမားတွေနဲ့လူထုတွေကရှုံမြင်နေကြတာဖြစ်ပါတယ် မြေပေါ်နိုင်ငံရေးသမားလို့ဆိုတဲ့စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာနေပြီးတော့လှုပ်ရှားနေတဲ့နိုင်ငံရေးပါတီနိုင်ငံရေးသမားတွေကလက်နက်ကင်လန်းစဉ်ကပြည်သူလူထုကိုပုံမှုအခက်အခဲအကျက်တဲနဲ့ရင်ဆိုင်ရစေတာဖြစ်လို့နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့အတွက်ရွေးကောက်ပွဲလမ်းကြောင်းကိုမလွဲမရှောင်သာရှောက်ရမယ်ဆိုတဲ့အယူအဆကိုလက်ခံကင်ဆွဲထားကြတာတွေ့ရမှာဖြစ်ပါတယ်။1948ခုနှစ်ပြည်တော်စုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကလေးက180နေပါ တမိုင်းမှာရွေးကောက်ခံအစိုးရပြည်တွင်းစစ်စစ်တပ်အာဏာသိမ်းမှုတပါတီအာဏာရှင်စစ်အာဏာရှင် စတဲ့တလဲစီတန်တရားလေနေတဲ့တမိုင်းကြောင်းအရာနိုင်ငံရေးအယူဝါဒအာမကောက်နဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုပြပြဝဝလက်မခံတဲ့လက်နက်ကိုင်လမ်းစဉ်တွေကမြန်မာနိုင်ငံကိုငြိမ်းချမ်းတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်တည်ဆောက်နိုင်မှာမဟုတ်ဘူးဆိုတဲ့ကောက်ချက်ကိုလည်း ထွက်ပေါ်စေပြီးစီးရီးတစ်ခုတည်းအားကိုးခြင်းဖြင့်နိုင်ငံရေးပြဿနာတွေစေစုနှစ်များစွာအခြေတည်လာတဲ့ Federal နဲ့ Democracy ပြဿနာကိုမပြေလည်စေနိုင်ဘူးလို့ယူဆကြတာလည်းဖြစ်ပါတယ်။ဒါက လက်တလုံးမြန်မာနိုင်ငံရဲ့အချက်အတဲနဲ့ပတ်သက်လို့အချို့သောမြေပေါ်နိုင်ငံရေးပါတီနိုင်ငံရေးသမားတွေကိုင်ဆွေးတဲ့အယူအဆဖြစ်ပြီးလက်နက်ကင်လန်းစင်ကိုကိုင်ဆွေးကြတဲ့တိုင်းရင်းသားနဲ့ဗမာလက်နက်ကင်အဖွဲ့တွေကတော့အာနာသိန်းတဲ့စစ်တပ်ကကျင်းပပေးမဲ့ယူကောက်ပွဲကိုအယုံကြည်မရှိဘူးလို့မှတ်ယူထားပြီးအချို့သောလက်နက်ကင်အဖွဲ့တွေကတော့ယူကောက်ပွဲကိုမကျင်းပနိုင်အောင်တားဆီးရမယ်ဖျက်ဆီးရမယ်ဆိုတဲ့ယက်တီချက်ကိုကိုင်ဆွေးထားကြတာဖြစ်ပါတယ် စစ်ကောင်စီက2024ခုနှစ်မှာရွေးကောက်ပွဲအတွက်မဲစင်းရင်ပြုစုဖို့ဆိုပြီးတကောင်စင်းရင်စတင်ကောက်ယူစဉ်ကာလကလေးကနေရွေမျိုးတွေမှာတကောင်စင်းရင်ကောက်ယူတဲ့အရက်ဖက်ဝန်ထမ်းအချို့ဖန်စီတက်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေရှိခဲ့တာပါအခုလာမယ့်နှစ်ကုန်မှာရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်းအလားတူဖြစ်ရပ်တွေပေါ်ပေါက်လာနိုင်ခြေရှိနေတာဖြစ်ပါတယ်။ဒိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဗမာလူမျိုးအခြေပြုဖွဲ့စည်းတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကျေးရွာအဆင့်မြို့နယ်အဆင့်တီးကြားစီရက်တီးကြားတဲ့ PDF လက်နက်ကင်အဖွဲ့အစည်းတွေအမျိုးသားအများပြားရှိနေကြတာကြောင့်ဘယ်အဖွဲ့တွေကဘယ်လိုသဘောထားယက်တည်တယ်လဲဆိုတာတိတိပပသိဖို့မလွယ်ကူလှပါဘူးအချို့သောတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေကတော့လူမျိုးစုနိုင်ငံရေးအမျိုးသားရေးဝါဒပတ်ပိုရင်းတဲ့နိုင်ငံရေးယက်တည်ချက်နဲ့မြေပေါ်နိုင်ငံရေးပါတီနဲ့လက်နက်ကင်အဖွဲ့အစည်းတွေအကြားတူညီတဲ့ညီမှန်းချက်တစ်ခုထားရှိပြီးနောက်ွယ်ကဆက်ဆံရေးတွေလည်းရှိကောင်းရှိနေနိုင်ပါတယ် လာမယ့်2025အကုန်2026အစမှကျင်းပမယ့်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့အကျက်အတဲကိုအပြေရှားနိုင်မယ့်လမ်းစာလားသို့မဟုတ်လက်နက်ကင်တိုက်ခိုက်မှုတွေနဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေပုံမှုအရှိန်မြင့်စီမယ့်နိုင်ငံရေးဖြစ်ရတစ်ခုလားဆိုတာအခုအချိန်မှာမိကုန်းတွေအဖြစ်ရှိနေပါတော့တယ်ခင်ဗျာ။ ရေဒီယို NUG ရဲ့တော်လိုင်းတက်ဂီတအစီအစဉ်ကိုဆက်လက်နားဆင်ကြပါမယ်။တေးဘမော့စ်တေးဆူဇက် Never Dies ရဲ့ The End of Develop အမည်ရတဲ့တေးသင်းလေးကိုထုတ်လင်းပေးပါမယ်ရှင်။ဂျုံလင်းနိုင်ပါစေအမန်တရားများသူရဲ့ကောင်းများရဲ့တွေ့သက်ပေးဆက်ခြင်းများမမေ့နိုင်တော့နာကြည့်ချမ်းများနဲ့အမြဲ တို့ပြည်သူရေလေးပြူတို့ပြည်သူရေလေးပြူတို့ပြည်သူရေလေးပြူမွေဘာဒီရောက်ချက်ကဆိုပြီးသားမို့ တော်နိုင်ငံရဲ့တကူကြီးပြားရဲ့တကူကြီးများရဲ့လောဘကြောင့်ကျွေးရောက်နေညှို့ပြီးသွားလို့ကိုယ်လေးပေါ့သကိုပါဝါအာနာမျိုးပါသာသနာအစိုးရရဲ့ငရဲ့ကြီးချစ်တမကြိုးတို့တဲ့ဟိုလာလာလာကျွေးတယ်လက်ကိုပြန်ကြိုက်တွေ့နေတဲ့ပတ်ရတာသတ္တဝါသာကျွေးရောက်တန်နေတဲ့ယုံညံ့ဆုံးသူတွေတက်ရလာချက်ကမပါလာ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  ကောင်းဆောင်မျိုးသမီးရဲ့ထက်စီကိုပတ်ရမှာပြင်မဲ့ပြည်သူတွေပေါ့ဥုံကြီးတက်ကြကွာမိတ်စဘလူတွေအနာစိတ်မယူစိတ်မချဘူးပြည်သူကြိတ်ကတိတ်ကဆူတော့ပိတ်တမြူးလို့ငဲလာကြထွက်အခုတို့ကြိတ်ကဆူ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 ငါတို့နိုင်တယ်ပြီလေမင်းတို့ပဲ China နဲ့ Russia ကြီးဖင်ပြန်ကြီး go infinity stone နဲ့လုံးငါတို့စိတ်တက်ခွန်အားနဲ့တမင်ပြန်ပြီးကြုံဖက်ဖက်ကရှုံရှမ်းမဲတမကြတုံလူမစံချက်စကြတုံအသားတွေကလောက်ထွက်တယ် hey ဖက်ဖက်ကရှုံရှမ်းမဲတမကြတုံလူမစံချက်စကြတုံ တားတဲ့ကနောက်ထွက်တယ်ဟေးအိမ်သာကွဲလေအိုးအိုးအိုးနိုင်ငံလုံးရဲ့ကြည့်တဲ့ကျွဲမလို့အိမ်သာကွဲလေအိုး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 နိုင်ငံလုံးရဲ့ကြည့်တဲ့ကျွဲမလို့ကနသနေတဲ့တကွာသနေလဲမကြမီလာမီလာမီလဲကြောင်တွဲတယ်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 အိမ်သာကွဲလေအိုး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 နိုင်ငံလုံးရဲ့ကြည့်တဲ့ကျွဲမလို့အိမ်သာကွဲလေအိုး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 နိုင်ငံလုံးရဲ့ကြည့်တဲ့ကျွဲမလို့ကနသနေတဲ့တကွာသနေလဲမကြမီလာမီလာမီ တဲ့ကြောင့်နွဲတဲ့တဲ့ကြောင့်နွဲတဲ့တဲ့ကြောင့်နွဲတဲ့တူတန်နေစေနိုင်ငံလေးကချက်ဖျားယူရီကြောင့်ချက်သေးကိုပြုတ်ကြဒီနိုင်ငံကလူသားရဲ့လက်မျိုးနဲ့ချက်မထမ်းထမ်းလူတန်းသားမျိုးဒုက္ခနဲ့ခံရတယ်။တာဝန်တွေကိုစီးတဲ့ချက်နဲ့ဆန္ဒကျင်တဲ့လူစုကဒုက္ခတွေပေးပြီးတော့ရုံးမှန်ကျန်ကြတယ်။နေစုံလို့နေကလူတွေရုံးထပြန်ကြွလာပြီးရုံးမှကိန်းတဲ့လူတွေဆုံးမလို့မြတ်ပြခံရမယ်။ကျောင်းသားတွေကတောင်းလဲကိုလွှင့်လာပြီးကြည်သူတက်မတော့ကလည်းစီးကျင်ကြပြီးဘလောက်ပဲချက်တွေသုံးဘလောက်မိတွေကြာပြီးတိောက်ခဲ့ပါစေမှန်တရားကနိုင်ဖြစ်နေမှာသိထား။စီးလုံးကျင်တဲ့နိုင်ပဲပို့တော့လက်မပုတ်ကိုထွက်လာခဲ့တဲ့လက်နမိတ်တွေကိုမင်းတို့သနတ်တင်နေပြည့်။ကျောင်းကျင်ကိုကောင်းတဲ့သူရင်ပြီးအောက်ထုတ်ချင်တဲ့ကောင်းတွေအားလုံးဒူလိုက်တော့ 2017မှာနေရာရှိထိမ့်သိမ့်နေဆိုတဲ့လေစင်းနဲ့နောက်ပင်နှစ်နှစ်ပဲချိန်ကြီးရုံညက်နေကြသည်လေကြောင်ရတမှုချိန်ွေတစ်ဖက်ဆောင်းနေရာကိုတဲမှာပုတ်တဲ့ပွဲအုတ်ချက်ဖြစ်ငါစည်းမယ်အိမ်သားဝင်ဒန်းတွေကအိမ်ရှက်တက်ခွင့်ကောင်းယူနေတာမျိုးခင်ဗျားတို့ကိုလုံရက်တယ်စိတ်ကျုံဥပဒေအားလုံးကိုချိုးဖြတ်နောက်လာမယ့်မျိုးဆက်တို့ဆင်းဆူဆုံးတတ်မယ်ဒီသူဘက်ကဘလောက်နိုင်ချင်များလေးဆိုမဲ့လက်ပတ်နိုင်တဲ့ထီလုံးရဲ့တွေ့ကသက်တည်ပဲမင်းတို့လည်းရည်သမျှခြေကဖြတ်နေမယ်အတမတည်ပြုံကိန်းဆက်၍မယ် တောက်တိုင်နေအောင်လောက်ခိုင်နေတာအချင်းတစ်ခုရောက်ပြီသူအပေါင်းနိုင်သွားမယ်အနာယူနဲ့ခေါင်းမနေရဲ့ပေါင်းပါရီတင်မနေကိုတက်ကတိကြီးဆောင်ဆိုင်နေကြအိမ်ကွယ်လေးအိုးအိုးအိုးနိုင်ငံလုံးရဲ့ကြည့်တဲ့တွဲမလို့အိမ်ကွယ်လေးအိုးအိုးအိုးနိုင်ငံလုံးရဲ့ကြည့်တဲ့တွဲမလို့ခဏသနေတဲ့တကွာသနေလဲမကြမီလာမီလာမီလဲကြောင်တွဲတဲ့လဲကြောင်တွဲတဲ့လဲကြောင်တွဲတဲ့ ိုင်ငံလုံးရဲ့ချီတဲ့ကျွေးမလို့အိမ်သောကွယ်လေးအို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 းနိုင်ငံလုံးရဲ့ချီတဲ့ကျွေးမလို့ခဏတန်နေတဲ့တပွားတန်နေလဲမကြမီလာမီလာမီတဲ့တော်မလွဲနဲ့တဲ့တော်မလွဲတဲ့တော်မလွဲတဲ့တော်မလွဲနဲ့ Radio Energy ရဲ့ဒီကနေ့ညတင်ဆက်မှုနောက်ဆုံးအစီအစဉ်လေးနဲ့ဒိုင်းမာဘာသာစကားထုတ်လွှင့်မှုအစီအစဉ်ဖြစ်ပါတယ်။ဝါဘာသာနဲ့တပတ်တွင်သတင်းများကိုရာခေလကတင်ပြပေးပါမယ်ရှင်။ អកេបំមសំស្កលាស់ណាងបំតាយេមេកឹងភួយភួយខានគីអស់មេតក្រៃក្រងឡៃស្តាងតវងទួយខានក្រាច់ចាក់ផាំងអេនយូជីតកោអមោះយ៉ាខ្លាហេស្តាងតជីកែណែបំមជុបចកលីងញញ៉ាងកងខានគីយូកានចកបាយទីឈំសើយេសូនគនភាពទហ៊ុនហៃគួយតនុមយូញ៉ាននំប៉ាងកតគីលីយ៉ាកោទីមសងាយតទេក្រៅញ៉ាននំប៉ាងអានបំមជុបច ស្រាវុនចបៃស្តាម៉ែប្រកាសខ្ញុំអ៊ុតខ្ញុំគួយជិបចរជយុកាយចរក្រទីអានម៉ែប្រមោះជិបចរប្រកាសខ្ញុំអ៊ុតខ្ញុំគួយប្រកាស NUG ប្រកាសស្តាគីខេនគី IEC ប្រកាសខ្ញុំអ៊ុតខ្ញុំគួយប្រកាសគូជីប្រមោះជិបចរឡែនអងអាម៉ែប្រមោះជិបចរពីបតូខៃណៃគីខេនគីប្រមោះញូស្នែនហុយទីហាក់ញ៉ែនំប៉ាំងបួយប៉ះគីតទីតឡៃថានម៉ោះញ៉ែបៃស្តាអានខេនគី ប៉ៃស្តាយសនគាត់វិហារពហុនកដតនុមអៀនហើយគួយផាន់រេងប៉ៃតទីតឡាយអំកដមឹងខំអ៊ុយសសំពុនគួយកំហំក្រាំងខំអ៊ុយខំលេទូគឺទីយុកានចក្រប៉ោទីឈំសាទីប៉ៃយេតទីតឡាយសនគាត់វិហារពហុនកដរ៉ាហេងកាលីយ៉ានំចះទីពុយប្រតូខៃណៃអង្អាម៉ៃក្រាក់ឆាក់ញានក្រណាប់យ៉ាំកបយ៉ាងគាត់វិហារពហុនអង្អាចូលទីយុកានចអ៊ិនខំអ៊ុយខំលេអីពុនគួយកតងហេ စတောင်းရာဇစ်ကြီးကနဲ့ကရာတာတရားတဲ့တိမ်ပုတ်ကွန်ကျွတ်ချတောင်းတမတော် TNLA ဒူပပရိကရန်ကရာဟက်တဲ့မန်ရှမ်ဝင်းချောက်မဲကနဲ့ပမောကျွတ်ချတပ်လန်မတ်ပုစုဆက်ဝိတိပွိမိုင်ဂျက်ဘူလတ်ချာလေခိုင်အန်မကကြပွင့်ကြီးဒီယူနန်ကွန်ပူဟပ်ဟွန်ရာကောက်ပွန်ဒီကွေကရမတ်တကပွန်ဒီကွေကယုံပလက်ရာ TNNA ပလစ်အန်လိုက်စတာယူနန်တပ်လန်မန်ဘူးစုဆက်ဝိတိပွင့်ပလီမိုင်ဂျက်ဘူလတ်ချာကတခိလျာတငါပွန်စငါပစုံท่านหมอกระดาษเจ้าแม่คุยดีปุ๋ย រៀងរាប់គួយព្រីផនសៀតតេតឡៃរាប់កបំមោះគនស្មីរាកកគនពុនរាកពុនគួយក្រជុំគនវិហពហ៊ុនកពុនកពុនក្រមាត់លើខៃអានផនមោះខៃលុយស្ងាយកែណេទីរុយទីពីនព្រីម៉ាចាពូតតេតឡៃហេផនមោះជុចចតាប់លែនម៉ានខានគីហុយទីពីនព្រីទីអូតគនវិហពហ៊ុន មកគឺចោហ្វេគីពុយយូនណានបសុំទៅទីតឡាយក្រតូអេអង្អាកអង្មោះបយេបយានសូនគាត់ពិហបហ៊ុនខាន់គីមកគឺចោហ្វេគីពុយព្រីយូនណានមកចាក់គូខាន់គីអេចតគួយស្ទីអ៊ុបកូយ៉ាមសុសាំពុនគួយកាតេបតេអេខាញ់ទិពុញគីព្លីយុណានទៅចតិរដ្ឋប្លងក្រងគូជីទៅទីតឡាយប្រមោះជុចចតិ NNA ូនទីតកតតងសុនអ៊ីតទីតឡៃពូនគួយកតងស្តង់លឿជីជីកណែកដាខីលះតំហុយកដាខីអលះបំមកកនភាពហនផាន់សែនបាយសសំពូនគួយកលាក់អ៊ីតីណាក់ទីយូកានចកតឹមបំមកជិបចោយូអានញ៉ាម៉ាពូនទីយូកានចកប៉ោទីលូយូណានមកគឺចៅគួយកតេះក្លាលឹមកដាមងញ៉ាម៉ាសសំពូនគួយកណាក់ទីតឹមប៉ោបំមកជិបចោមងទៀនទេពូនទីតកតឹមកាចុយសុនកនភាពហនអ៊ីពូនទី អលុតិមនសុនបតាំងសុនកបយ៉ាងណោះគិតតិថានមកជុចចមើងទៀនតិតកណែសុនកាទីយ៉ាងជឺម៉ែក្រតឹមក្រជួយសុនករមើងញ៉ាំម៉ាបមកជុចចកុលាតមកាសុនប្រេអ៊ីអង្អាក៏ពុឌីយូកាន់ចកស្មេឌីយូកាន់ចកតឹមបោក្រមើងម៉ាន់មកគឺចកគួយកាទេក្លាលឹមពុឌីយោក្រខាក្រខីតតិតឡាក្របកយ៉ាំអ៊ីនបមកជុចចកុលាតមកាសុនប្រេអ៊ីអង្អាស្មេឌីហ៊ូយូកាន់ចកតឹមទីក្រដាទិអាទេតិសកាយមើងឆាំផ្លាក់សេ မိုက်ကရဗိမန်တလေတောင်ကြီးနေပြီးတော့ဂရောင်ပလောင်တိပကြုတ်ခရစ်ကတ်ယူစမဒီယူကန်ကြောကတ်တမ်ကွန်ပိဟပဟွန်ပွန်စန်တေတလိုက်ကရခီလျာတမွေကရခီအလျာပမောကွန်ပိဟပဟွန်တဆန်ဖွန်မန်စမဒီယူကန်ကြောကတ်လက်တိနက်တောကတ်တမ်ကတ်ကျွဲဆောဆံပွန်ကွေကတ်တယက်ကြီးကိမိုင်ဆောဆံပွန်ကွေကတ်ပုံနုတ်ကိမိုင်ပရေအီတေတလိုက်စမဒီယူကန်ကြောကတ်တမ်ကတ်ကျွဲတေအပွန်ကွေကတ်တောင်းဟဲ့ สตังปุ่นจิจิกันเนพันหมอตับแลนมันเมืองเมียนมาจากบูเปสเมกิตชาโปรแกรมอินกันเนประตูเกิดเอติยาวายเอจากบูรามูปุดิยาวกระดะหรือปังจากบู ลละช้ากระมังหอเป็นกลุ่มเมนติดลายประมาณจุดจบเกือบปนกรอบปลีไลสตางกระขีเลียต่างงาลุยสงายติดติพันมาจากดูอันราบลำกันเนี่ยสสังปุ่นสปอร์ตคดกระปลักเมืองเมียนมาสมัยที่จูครีดยูตติดลายกระปอกแยมอินพันมอตับแลนมันผู้ศึกษาคันคีกระปอกแยมอินจากดูอันอังยังกุยกระถืออุดกียามุกนานปอกแยมอินประมาณจุดจบตับแลนหอแคนกิสเมติต่อการเติมการจอยไม้กีกระดากรองกลับสมัยกิตต่อ จักรูรานลำแกเน่กระดารานถึงตงาปนนมกระดาคิดถึงสมาชิกที่ชาวกาจักรูอันตีตะไลบนกวยกระจองทัานหมอจุบจอตะเปลนมันปุสุกสักว่คือสปาจุบจอหอกิจักรูรามูมอคือตึมจอยกิติยุนนานมอกระหัดกระเกรงสนกระอุดกระกวยกวนพิหาปุหงกระดาโปรแกรมอินแลนหออจุยาแขนขีให้ปุ่นติดต่อกระตึมกระจอยจักรูหลัดชาให้กวยที่อเลียลำตีตะไลประมอจุบจอปลักรามังปลักปลายตะปลาปีติเอินไลสตาอยุนนั้น Star N မလိုက်စတန်ပတောက်ကြောပပယူကန်ခိုင်ကြတဲ့ချက်ဖန် NUG ခဝညက်ပေကောင်းလိုက်စတန် N ကပကူကဖာရောဖာရီမိုက်ကေမောကပ်ဖလတ်ပဒန်စွန်ပေတတိဒလိုက်ကစတိုင်တင်မစွန်ကကတပူဟေ။ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။ မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့ Radio NRG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ16မီတာ17.8 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.6 MHz တွေမှာဓာတ်ရိုက်ဖမ်းလို့နိုင်စေပါပြီမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NRG အဖွဲ့သူဖေတော်တွေကဆုတောင်းနေကြပါတယ် မိသားစုမျိုးရဲ့အစိုးရရဲ့စက်တော်ရေးပြည်အချက်အလက်တွေလက်ပညာဝေကြီးချတာကထုတ်လင်းတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်တွေအားပေးနေတဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်